Hello အားလုံးပဲမိင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ်ကျွန်တော်တိုက်စစ်ပိုင်းက Harry Kane နဲ့ပတ်သက်လို့ Premier League ကိုပြန်လာမယ်ဆိုတဲ့သတင်းတွေအများကြီးထွက်အပြီးစပါနီးပြ Thomas Frank ကလည်းသူတို့အနေနဲ့ Harry Kane သာပြန်လာမယ်ဆိုရင်စပါမှာကြိုဆိုသွားမယ်ဆိုတဲ့သတင်းတွေထွက်အပြီးမှတောက်လျှောက်ဆိုသူတို့ Manchester United မှာပတ်သက်တဲ့သတင်းတွေပါကျွန်တော်ထွက်လာတယ်သူတို့ပြင် Harry Kane ကိုကျွန်တော်ခေါ်ဖို့ Manchester United ကကြိုးပမ်းခဲ့ဘူးတယ်ဆိုတော့အခုအဲ့ဒီသတင်းတွေထွက်လာတယ်ဗောနော်ဒါရီနဲ့ပတ်သက်လို့ Jigos Ban ကနေပြီးတော့ကျွန်တော်တို့သာသူပြောထားတာရှိတယ် ကျွန်တော်ကြည့်ကြည့်အောင်သူပြောတာလေးဆိုတော့2016 2026လောက်ပဲဖြစ်ဖြစ်2029လောက်မှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီနှစ်နှစ်တွေကတနှစ်မှာဆိုလို့ရှိရင်ပရီးမီးယားလိကိုပြန်လာပြီးတော့ပရီးမီးယားလိမှာနောက်ထပ်နှစ်နှစ်လောက်ထိ Harry Kane ကကျင်လေသွားကျင်သေးတဲ့အခြေအနေမျိုးပေါ့ဘာလို့လဲဆိုတော့အဲ့လောက်နှစ်နှစ်လောက်ပြန်ပြီးတော့ရောက်လာမယ်ဆိုလို့ရှိရင် Alan Shearer ရဲ့ပရီးမီးယားလိပေါ့နော် ဂိုးစကောရက်ကော့ကိုကျွန်တော်ဒါ Harry Kane ကချူပြတ်နိုင်မဲ့အခွင့်အရေးရှိနေလို့ပဲပေါ့ Manchester United ပတ်သက်လို့ရှိရင်တော့ United ရဲ့ဘက်က Harry Kane ကိုအမှန်ကန်လူချင်းခဲ့တဲ့တယ်မှာပါတယ်ပြီးခဲ့တဲ့နှစ်တည်းကဒါမှမဟုတ်အခုတိုက်စစ်မှုမှာ Benjamin Sheshko ရှိနေပြီဆိုတဲ့အခါကျတော့ဗောနော်ကျွန်တော်အဲ့ဒီ number 9နေရာ number 9 position မှာသလို့ရှိရင် ဟိုမဖြစ်မနေကြီးဆိုပြီးတော့ဝယ်ရမယ့်အခြေအနေမျိုး United မှာရှိမနေဘူးပေါ့ဒါမှမဟုတ်လေပေါ့နော် United ရဲ့လက်ရှိကစားနိုင်တဲ့တိုက်စစ်မှု number 9နေရာတွေကိုဒါအပြင်တိုက်စစ်မှုအဖြစ်ကစားနိုင်စွမ်းရှိတဲ့ Matthias Cunha တို့လိုကစားမားတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် အတွေ့အကြုံရင့်ကျက်လွန်ပြီးတော့နော်အသက်အရွယ်ငယ်ပါတယ်ဆိုတဲ့ကစားမားတွေကိုလမ်းပြပေးနိုင်မယ်ပေါ့နော် အာအတွေ့အကြုံရှိကစားမမျိုး United ရဲ့ဘက်ကခေါ်ဖို့အတွက်ကျူပန်ကောင်းကျူပန်သွားနိုင်ဆိုရင်ကျွန်တော်ရှိတယ်။ Twin Go တွေဒီမဟုတ်ဖ ೇನೆ လူငယ်ကစားမတွေကိုပါဆွဲတင်ပေးနိုင်တဲ့တိုက်စစ်မှုမျိုးပေါ့။ဒါဆိုလို့ရှိရင်တော့ Harry Kane ကိုခေါ်ဖို့ပြန်ကျူပန်တာရင်းနဲ့ပတ်သက်လို့ United ရဲ့ဘက်ကဘောနော်ကျွန်တော်သာအဲလုံးဝအမ် movement လေးတွေကျွန်တော်မြင်ကောင်းမြင်ရနိုင်တဲ့ကျူပန်တာမျိုးတွေကျွန်တော်တွေ့ကောင်းတွေ့ရနိုင်နေပေါ့။ဆိုတော့ Harry Kane နဲ့ပတ်သက်ရင် Manchester United ကပြန်ပြီးတော့သတင်းတွေထွက်လာတယ်။ကျွန်တော်ကတော့ဒါဒီဟာ ဖြစ်နိုင်ကြတော့ကျွန်တော်တို့နေသွားပြီလို့ထင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့မှအဲတိုက်စစ်မှာရှက်ကူကျွန်တော်ရှိမယ်အသက်ငယ်သေးတယ်တော့ရှက်ကူကျွန်တော်ရှိမယ် OB Martin တို့လိုလူငယ်ကစားမလေးတွေကျွန်တော်ရှိမယ်ဆိုတော့ OB Martin တို့လိုကစားမလေးအတွက်အခုလက်ရှိရှက်ကူအတွက်တောင်းမှာပေါ့နော် Harry Kane ဟာတကယ်ဆွဲတင်နိုင်စွမ်းရှိတဲ့ကစားမပါသူ့ရဲ့အရေးချင်းတဲ့အနေထားရပေါ့နော် Harry Kane ဒီတကယ်ကောင်းလို့တဲ့ကစားမပရီးမီးယားလိမှာရှင်လင်လာတဲ့ကစားမလက်ရှိ Bayern Munich လိုအသင်းမျိုးအခွင့်အရေးတွေတဖုံဖုံရနေတဲ့အသင်းမျိုးမှာဂိုးတွေတအုံအုံသွင်းနေတဲ့တိုက်စစ်မှုမျိုးဆိုတော့ အဲဘိုင်ယန်မြူးနစ်ရဲ့ဘက်ကလည်းပေါ့နော်ဒီကစားမဖြစ်သူကိုပြန်ပြီးတော့ရောင်းချမယ်ပါညာဆိုတဲ့သတင်းမျိုးတွေကျွန်တော်ထွက်ထားတယ်ဒါအပြင် ရောင်းချလို့ရနိုင်တဲ့ဟိုဈေးမျိုးတွေလည်းကျွန်တော်တို့ပေါ့နော်ရှိထားတယ်ဆိုတော့တခြားအသင်းတွေရဲ့ဘက်ကမခေါ်ဘူးလို့ကျွန်တော်ပြောလို့မရဘူးအဲကြောင့်ဘိုင်ယန်နေနဲ့လည်းအသက်အရွယ်ရလာတဲ့ဂိမ်းကိုနောက်ထပ်အကြီးအသေးမြင့်တိုက်စစ်မှုတစ်ယောက်နဲ့ပုံပြီးအစားထိုးဖို့လည်းကြိုးပမ်းကောင်းကြိုးပမ်းပါပဲဒါကြောင့်ကျွန်တော်တို့ကြည့်ရင်ဟယ်ရီကိန်းပရီးမီးယားလိဂ်ကိုရောက်လာနိုင်နေဆိုတဲ့အခြေအနေမျိုးကကိုယ်အသင်းမှမဟုတ်ဘူးတခြားအသင်းကိုပြောင်းတာမျိုးပဲဖြစ်ဖြစ်ကျွန်တော်မြင်လို့ရတယ်ဒါပေမဲ့လည်းလို့ပေါ့နော် ဲ့ဒီဂိမ်းပရီးမီးယားလိမှာ United ကိုပြောင်းလာဖို့ဆိုရင်ကျွန်တော်ဖြစ်နိုင်ကြီးကအများကြီးမရှိဘူးကျွန်တော်ကတော့ United အနေနဲ့ကစားမကောင်းတယောက်ဆိုတာမှန်တယ်ပေါ့နော် Harry Kane အနေနဲ့တကယ်ရည်ချင်းရှိတဲ့ကစားမဆိုတာမှန်တယ်တူတူလည်းပဲအဲ့ဒီအချိန်လောက်ဆိုရင်အသက်က34တွေပါပြီဖြစ်နေလောက်ပြီဗျာဒီလား34တွေပါပြီဖြစ်နေပြီဆိုလို့ရှိရင် United အနေနဲ့တခြားပြီးခဲ့တဲ့နှစ်ကခေါ်ခဲ့တဲ့ကစားမကြီးလိုမျိုးနော် retirement club တိကျွန်တော်တို့ပေါ့နော်ဖြစ်ဖို့တော့ကတော်တော်လေးကိုများသွားပြီနော်ဟို ဟိုလေအနာယူဂန်ကြီးကစားမတွေကမန်ချက်စတာယူနိုက်တက်ကိုလာပြီးတော့လောက်ခလာစားအများကြီးနဲ့လာနေကြတယ်။ထင်တယ်လို့လည်းကျွန်တော်ဖြစ်မလာဘူးအသက်ရွယ်ကလည်းရလာပြီဆိုတော့ဇီးနေနေနဲ့ပြန်လက်လွတ်ရတဲ့တခါတည်းမှာလုံးဝတော့လက်လွတ်လို့မရလို့ဒီတိုင်းကြီးထားထားတဲ့ကစားမတွေကျွန်တော်ရှိတယ်ဆိုတော့အချင်းညီမျိုးတွေပါကျွန်တော်ကြုံခဲ့ရတာ။အဲ့ဒီတော့ Harry Kane လို့ကစားမမျိုးတွေကအရေးချင်းရှိတဲ့သူဆိုတာမှန်ပြီးမဲ့လေလို့ကိုရီနီနဲ့ပေါ်ထပ်ပြီးတော့ကြိုးပမ်းတင့်နေတယ်မှာပါတယ်လို့ကျွန်တော်မထင်ဘူး။ ။ OB Marino ကိုအကောင်ဆုံးဆွဲတင်ပေးနိုင်မယ့်ကစားမဆိုတော့ဒါမလွဲမသီးပဲပြောသေးတာ။ OB လို့လိုလူငင်ကစားမတွေအတွက် Harry Kane တို့လိုကစားမတွေကိုကျွန်တော်ကအမှန်ကန်ပြောရင်လိုတယ်တကယ်တမ်းကလေ။တော်တော်လေးကိုလိုတယ်။ Harry Kane တို့ကစားမတွေက OB တို့ကိုအကောင်ဆုံးနေတဲ့ကတယောက်ဖြစ်အောင်ဆွဲတင်ပေးနိုင်မယ့်ကစားမတွေ OB နေနဲ့အကောင်ဆုံးတိုက်စစ်မှုစီကနေပြီးတော့တင်ယူခွင့်တွေအများကြီးရမှာ။အခုချိန်ကြီးကိုပဲကျွန်တော်တို့ကဟိုတိုက်စစ်မှုနေရာတွေအတွက်ဆိုနေရာလွတ်ကမရှိဘူးဖြစ်နေတာ။နော်တပတ်ကိုတပွဲလောက်နေထားမျိုးနဲ့လာမယ့်ရာသီမှာလည်းဥရောပဝင်ခွင့်ကရပါမလားမသိကြတဲ့ပုံစံမျိုးနဲ့ဆိုရင် ယူရာဇစ်ဇီတို့ဟလာအိုဗီမာတင်တို့ဘင်ဂျမင်ရှက်ကိုတို့နဲ့နောက်ထပ်တိုက်စစ်မှုတရားအတွေ့အကြုံရှိတဲ့သူတရားထက်လာအောင်မယ်ဆိုရင်တော့ United ကကျွန်တော်ဘလူးမန်းကိုမလွယ်ပါဘူးဖြစ်နိုင်ခြေကလည်းတော်တော်လေးကိုနည်းတယ်ဒါပေမဲ့လို့မှန်နေပေါ့နော်တစ်ဖက်ကတွေးရင်အိုဗီမာတင်တို့လိုလူငယ်ကစားမတွေကိုဆွဲတင်ပေးနိုင်မယ်တိုက်စစ်မှုတရားလောက်ကျွန်တော်တို့ရှိမှဒီကစားမတွေကိုတိုးတက်နိုင်စွမ်းကကျွန်တော်ပို့ပြီးတော့မြန်မာဒါတော့မှကျွန်တော်ကကစားကွင်းကပေးနိုင်အောင်မှ OB တို့နဲ့ပတ်သက်လို့ရှိရင်ကစားကွင်းတွေဘာတွေကအခုဆိုဘာမှမရတော့ဘူး တို့ Eritan High ရဲ့လက်အောက်လာပါလေဒီ AAD MOD ရဲ့လက်အောက်လာကျွန်တော်တို့ဒီ OB Mining ကိုခေါ်ထားတယ်ဒါပေမဲ့တလူပေါ့နော်လို့မှကျွန်တော်တို့ကစားခွင့်မပေးနိုင်ဘူးပြိုင်ပွဲတွေနေလာတာပြိုင်ပွဲအများကြီးမကစားရတော့တာဒါတွေနဲ့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုအဆင်မပြေတာအခုဆိုလို့ရှိရင်ကျတော့ OB Martin တို့ဘာလို့ဆိုတော့မျိုးကလူငယ်အသင်းမှာကိုပဲတော်တော်ကြာကြာဖြတ်တန်းအောင်ပဲချင်ဒီမျိုးဖြစ်သွားပြီ။ Joshua Zigzig ကိုတော့ကတော့မှပွဲကစားခွင့်မရှိဘူးဆိုရင် OB တို့ကအဝေးကြီးပါ။ဒါကြောင့်တိုက်စစ်မှုနေရာမှာ Harry Kane တို့ဘာလို့ကလူငယ်ကစားမပြည့်တဲ့ OB တို့အတွက်တော့တကယ်ကောင်းတဲ့ မန်ချာပလေးယာမျိုးပဲเนาะကျွန်တော်ဒီကစားမဖြစ်ဒီကိုတင်ယူရမယ်ကစားမမျိုးပဲတိုးတော့ကိန်းတို့ဘာလို့ကိုထက်ခေါ်ဖို့တွေကြိုးပမ်းနေတယ်လို့ကျွန်တော်မထင်ဘူးဗောနော်ကျွန်တော်မှပို့ပြီးတော့အရေးကြီးတဲ့ကွန်းလယ်နေရာတွေအာဖီယာမာတွေဝင်းဘက်နေရာအာဖီယာမာတွေကျွန်တော်ရှိတယ်ဒါမျိုးလို့ဗောနော်ဒါဘိုင်ယန်မြူနီရဲ့ဘက်ကလာမယ့်ຫນွေမှာပေါင်တန်း60လောက်နဲ့ရောင်းချနိုင်မယ့်အခွင့်အရေးမျိုးရှိနေတယ်လက်လွတ်သွားမယ်ဆိုပြီးတော့ခြာချုံမျိုးပါထားတော့ယူနိုက်တက်ကြိုးပမ်းနေတယ်လို့ညီကိုတို့ထင်ကြလားဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးပါတယ်